Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

你好，回来些，我来些。兄弟，上是上啦，宝贝上个，切草啊。大哥 <laughs> <laughs>，大哥，现在我们你好吗？呃，利息 <laughs>， 不利息，我来不，还不如去景点去。大哥，大哥，幸福大哥。 bảy năm đi nè bà bà mà bây giờ mình chỉ biết là chỉ biết là giàu đi 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 Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn တော့ဒီကကျတော့မာကြီးလည်းလေးကြောင်းကြီးကြတော့ကျန်ပြောလိုက်စားဟုတ်အားကြောင့်မို့လို့နော်အရှင်ပြဟိုပါလေမာရဲဇာနာနားလည်းများတပီးတို့လည်းအလူငွေအဲ့လိုလေချမ်းသာရဲတပီးမဟုတ်ဘူးအခုလူခဲ့တဲ့ဟာတွေကလည်းတပီးဟန်ကအကြောင်းကိုငါတန်တရားလာလူကြဒီအကိုတွေလူတာပါဒီကိုတွေရောမာကြီးတို့လူတယ်ဖုန်းမာကြီးတို့လူတယ်ဆိုတော့ဝမ်းတာပါဘူးတန်တော့ညလည်းမအောင်ပြေးလာတာဆိုတော့ဒီလိုရိုင်းဝမ်းနေတာဒုက္ခလာတယ်ဒီလိုဓမ္မကြီးသူ ဥသိန်းအစာကိုတနေရာယူလိုက်တော့နော်ဟုတ်လားတယ်မဗျာတယ်မတယ်မတပိတော့စိတ်ကြောင့်ကောင်းပြဟုတ်ဒီမိုင်းဦးဇင်းတို့လည်းမားတဲ့ကြာဥမာလေးအချောင်းကိုနိုင်ငံသားတွေဝတ်သားတယ်တပိကြောင့်လည်းအရှင်ပြားလေးကအလူလောက်ဟိုအလူလောက်တာလေအလောက်လောက်တာမဟုတ်ဘူးဗျာအဲ့လိုမျိုးကြတော့တပိတော့လည်းစိတ်မကောင်းဘူး ြည့်နော်ဖုန်ကြီးတစ်ပါးကထီတော်ကြီးခေါင်းပေါ်တင်ပြီးကနေတာဥစဉ်တို့ဖုန်ကြီးတချို့လဲလीလာဘတက္ကရာပေါ်ကျန်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်ဘာကြောင့်အဲ့ဒီလိုလောက်တာကိုအယူအလုပ်လို့ပြောရတာလဲဆိုရင်တိကနိပတ်အဘန္တရဝတ်လာဘဂရဟဇတ်မှာရဟန်းလေးတစ်ပါးဟာလက်လာဘပေါ်ကျန်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံကပ်ပြီးလက်လာဘပေါ်ကျောင်းတရားဟောကြားပါလို့လျှောက်ထားပါတယ် အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကငါအရှင်လက်လာပပေါ်ကျင်တယ်ဆိုရင်တော့ခိရိဩတပတ်တရားကိုစွန့်ပယ်ပြီးမယူတော်လဲယူတယ်လို့နေပါ ကုန်းတိုက်သောတကားကိုပြောပါကြားချေတယ်လို့နေပါဖယူဖယဲသောတကားကိုပြောပါအဲ့ဒါဆိုရင်လက်လာပပေါ်လိုက်မယ်သို့တော့ငါအရှင်ကိုတော့ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီယဟန်လေးတန်ဝေကဖြစ်အောင်ဟောကြားလိုက်တာပါ ဒီအခါမှာယဟန်လေးကလက်လာဘမပေါ်ရင်နေပါသေးတော့ဖေယားပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မိအလုပ်ကိုတော့မလုပ်ပါရစေနဲ့ဆိုပြီးထပြန်သွားပါတယ်အဲ့ဒီအချက်ထဲမှာမယူတော်လဲယူသလိုနေဆိုတဲ့အချက်ပါပါတယ်ဘုန်းကြီးအလုပ်မဟုတ်ပဲနဲ့ဘုန်းကြီးနဲ့မအပ်ဆက်တာတွေကိုတမနာတာရုပ်ပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလဲကဲ့ရဲ့တယ်လို့သာသနာလဲညှို့နှံထိခိုက်စေပါတယ် ဒါကြောင့်ဒီလိုအလုပ်တွေကိုမလုပ်ပါနဲ့လို့ဖုန်ကြီးတချို့ကိုလည်းပြောပါရစေနော်။